ဒီဆိုင်ကတော့2018 Harley Davidson Fat Boy 115 Anniversary Limited Edition ဖြစ်ပါတယ်။ဆိုဒီဆိုင်ကကဘာပေါ်မှာအစီရ1100ပဲထုတ်လုပ်ခဲ့တဲ့ဆိုင်ကတစည်းလေးဖြစ်ပါတယ်။ဒီဆိုင်ကတော့ Harley Davidson Fat Boy မှာ crazy အရင်ဖြစ်တဲ့လူတွေ collect လုပ်ရမယ့်ဆိုင်ကတစည်းပဲဖြစ်ပါတယ်။ဆိုဒီဆိုင်က Fat One ကျတဲ့လူတွေစိတ်ဝင်စားမှဖြစ်ပါတယ်။အဲအကြောင်းကျွန်တော်ဒီနေ့ဒီဆိုင်ကအကြောင်းရှင်းပြမှာဖြစ်ပါတယ်။ အခု D2018 Harley Davidson Fat Boy 15 Anniversary Limited Edition ရောင်းမှာဖြစ်ပါတယ်။ဆိုတော့ရောင်း post ကိုလည်းကျွန်တော်ရဲ့ page မှာတင်ပေးမှာဖြစ်ပါတယ်။ဒီဆိုင်ငယ်အပြင်ကျွန်တော်ရဲ့ BMW S1000XR လည်းရောင်းဖို့ရှိပါတယ်။ဆိုတော့ကားဝယ်ကြင်တာပဲဖြစ်ဖြစ်ဆိုင်ငယ်ဝယ်ကြင်တာပဲဖြစ်ဖြစ်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်။ ဒီ Harley Davidson Fat Wine ကသူ Harley ရဲ့ line up တွေရဲ့မှာပေါ့နော်သူက Sportster ရှိတယ်ပြီးတော့ Soft Tail ရှိတယ်သူကပြီးတော့ Touring ပေါ့နော်သူက Chassis 3မျိုးရှိတယ်အဲ့ Chassis 3မျိုးကိုမှသူကဘိန်းတွေအများကြီး꿰ွားပါပေါ့နော်ဒီကောင်ကတော့ Soft Day Chassis အဲ့ Soft Day Chassis မှာမှသူက Fat Wine တို့ The Road King တို့အများကြီးပဲ Soft Day Slim တို့ပြီးတော့ Fat Bob တို့အဲ့ဒါတွေဘောင်းစုံထုတ်တယ်ပေါ့နော်သူကဒီ Chassis တစ်မျိုးတည်းမှာပဲဘောင်းစုံအဲ့လိုအများကြီးပဲထုတ်တာ Soft Day Soft Day Series Chassis Series တော့ဒါတော်တော်အောင်မြင်တဲ့ Series လို့ပြောလို့လည်းရပါတယ် Road Glide တို့အာ street light တို့ကတော့ touring ပေါ့နော် touring ဟို touring chassis ပဲပြောရမှာပေါ့နော်သူကနည်းနည်း harley မှာဆိုရင်တော့ adventure ပုံစံနည်းနည်းပေါ့ဆိုတော့ဒီ soft day မှာတော့ fat boy ကတော့ဒါလုံးဝတကယ်နမယ်ကြီးဆုံးဘဲလိုအောင်ပြောလို့ရရပေါ့နော်သူဘာဖြစ်လို့လဲဆိုတော့အသိမလားဒီ အာဟာနိုလေအာနိုကလည်းသူတာမီနီ2ထဲမှာဖတ်ပွိုင်းစီးခဲ့တာကိုကျွန်တော်အဲ့တုန်းကအရန်ငယ်ပါသေးရဲ့အဲ့ရုပ်ရှင်စိုက်ကြည့်ဘူးတော့အဲ့တုန်းကဖတ်ပွိုင်းမှလည်းမသိဘူးဒါပေမဲ့အဲ့ဆိုင်ကြီးကိုကျွန်တော်အရန်လှရဲလို့ထင်တာပေါ့နော်အခု model တဖြည်းဖြည်းမြင့်လာတော့လေတဖြည်းဖြည်းလှလာပဲဆိုတော့ဒီရုပ်က2018မှာစပြီးတော့ရုပ်ပြောင်းသွားတယ်ပေါ့နော်ဆိုတော့ Harley Davidson company ရဲ့115 anniversary အာကလည်းဖြစ်တော့အမှသူက limited edition ဆိုပြီးတော့ဒီကဘာလုံးကအစီအေ1100ထုတ်ခဲ့ပါတယ်ဆိုတော့ဒီကောင်ကတော့အစီအေ989စီးမြောက်ပဲဖြစ်ပါတယ်ဆိုတော့ဒီ YoYo Fat Wine နေနဲ့ဒီ anniversary မှာဘာတွေထူးခြားပါလဲဆိုတော့သူ့ရဲ့ဒစိတ်ပေါ့နော်သူ့ရဲ့ဒစိတ်ကသူက Eagle ဒစိတ်ကြီးနေဆိုတော့အဲ့ဒါကြီးကရမ်းမိုက်တယ်ပြီးတော့ဒီ paint job ပေါ့နော်ဒီစေးတွေကလည်းသူကလက်နဲ့ပေါ့နော်တေချာနုစိတ်စွဲထားတဲ့စေးတွေပဲဖြစ်ပါတယ်အဲ့ line line ရောင်းလေးတွေကတကယ်သူကတေချာကြည့်ရမယ်ဆိုတော့တကယ်လက်နဲ့စွဲထားဆိုတော့လုံးဝတိတာစင်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါဒီ market မှာတော့ဒီစီတိုင်းမှာပြီးတော့ ောက်ကနောက်ဘိန်းဖုံးมาဗောအဲ့လိုပဲဆွဲရတာရှိပါတယ်ပြီးတော့အခုနကပြောတဲ့အဲ့ဒီဒိုင်ခွက်ဗောနော်အဲ့ဒိုင်ခွက်ရဲ့အောက်မှာကလည်းခုနကပြောတဲ့ limited benesi မြောက်ဆိုပြီးတော့သူကတေချာလေးရေးရတာလည်းရှိပါတယ်ဆိုတော့အဲ့ဒါတွေကတော့တခြားဒီ fat boy နေနဲ့ကွဲထွက်နေတဲ့ဟာတွေပဲဖြစ်ပါတယ်ဆိုဒီ fat boy ကသူကထူကြတာကတခြားဒီ soft day series မှာထူကြွားတာ fat boy ကတော့ထုံးစံတိုင်းပဲတော့ the fat ဆိုတဲ့နာမည်အတိုင်းပဲသူကနည်းနည်းထူထူထဲထဲကြီးပေါ့နော်နည်းနည်းကားကားကြီးပေါ့ သူကဒီဘယ်လိုလဲဆိုတော့ထုံးသူ့ရဲ့ကြိလိုက်တာနဲ့တိတာသူဘိန်းပေါ့နော်ဘိန်းကတကယ်အထူးပါဒီရှေ့ဘိန်းရဲ့ဒီ width ပေါ့နော်အကျယ်က160ရှိပါတယ်160ဆိုတာကျွန်တော် KTM 690 SMCR ရဲ့နောက်ဘိန်းနဲ့အကျယ်အတူတူပဲဖြစ်ပါတယ်ဒီလိုပါပေါ့နော် short ပါဒီအထိုင်တွေကိုလည်းဒီသူကဒီပုံစံကာပါလေးပေါ့နော်သူထူထိတ်တက်ထားပြီးမီလုံးဘေးရဲ့ခါလေးကလည်းတကယ်ကိုထူထူကြီးတွေပေါ့နော်အဲ့ဒါတွေကလည်း model အဟောင်းမှာကလေးကလည်းအဲ့ဒီတိုင်းပါပဲဒါပေမဲ့ဒီ model အစ်စ်ကတော့ပို့ပြီး modernize look ဖြစ်သွားတာပေါ့လေ အာပြီးတော့ဒီနောက်တရားနောက်တရားလည်းသွား240 240ကတော့ဒါ Harley Davidson အာတော်တော်ဒီ soft day series မှာတော်တော်များများတော့အဲ240ကြီးပဲတက်ကြတာပါပဲဟိုဟိုဒါပေမဲ့ soft day slim ကတော့ဒါထားပါတော့သူက soft soft day မှာ slim ဆိုပြီးရှိတယ် slim ကြတော့ shaving နောက်ဘင်းလေးပပလေးပေါ့နော်ဒီက fat boy ဆိုနာမည်နဲ့လိုက်အောင်ဆို shaving နောက်ဘင်းအကြီးကြီးထဲအောင်နောက်ဘင်းကတော့240ဆိုဒီ2018မှာသူကဒီ fat boy ရဲ့ engine လည်းပြောင်းသွားတယ်ပေါ့နော်ဆို114ဆိုပြီးတော့လာတယ်ပြီးတော့သူနှစ်မျိုးစထုတ်တယ်အဲ့ နောက်ဆက်ရှိစားတော့သူက107 cubic inch နဲ့လဲရှိရဲဒီ14 cubic inch နဲ့လဲရှိရဲတကူဒါကတော့14ပေါ့နော်သူက the cubic inch ပြောတာသူကဒါကျွန်တော်တို့ထုံးစံတိုင်းစကားရပြောရမယ်ဆိုရင်တော့အဲ့ဒါ1860ကျော် cc ရှိတယ်ဆိုတော့ပြောရရင် 1900cc လောက်ရှိရဲပေါ့နော်သူကဒီနှလုံးတို့ပဲ 1900cc လောက်ရှိတဲ့အင်ဂျင်ကြီးအကြီးပဲဆိုတော့သူပြီးတော့နောက်တစ်မျိုးညီမြန်မာနိုင်ငံမှာလည်းရောင်းနေကောင်တွေရှိပါတယ်သူက107နဲ့လဲလာတယ် ပြဒီ2020နောက်ပိုင်းကျတော့14ရထုတ်တော်ရေဒီကောင်ကတော့အဲ2018-19မှာကျတော့17နဲ့14အင်ဂျင်နှစ်မျိုးရွေးလို့ရပါတော့ဆိုတော့ဒါကတော့14သူအဲမြင်းကောင်ကြီးကတော့မြင်းကောင်ကြီးက60ကျော်ကျော်လောက်ရှိတယ်။ဘာနဲ့တူလဲဆိုတော့သူက CBR 650R လေးဆိုတော့အဲကောင်နဲ့မြင်းကောင်ကြီးအတူတူပဲ။ဘာလို့ဆိုတော့ဒီ Harley ကတော့မြင်းကောင်ကြီးကိုဘယ်တော့မှအာသိရမလားအင်ဂျင်တွေကကြီးလာမြင်းကောင်ကြီးလည်းနည်းနည်းနည်းညားလာတာပေါ့နော်။ဒါပေမဲ့သူမြင်းကောင်ကြီးသိပ်ပြီးတော့သူက take give side တာမဟုတ်ပါဘူး။သူကသူက talk ပေါ့နော်။သူရဲ့ power ကတော့ talk နဲ့ပဲသွားတာ။ဆိုတော့ အဲ့လိုပေါ့နော်ပြီးဒီ sign ကအဲ့ weight ကလည်းသူက fat wine ဆိုတဲ့အတွက်ဥစဉ်ရဲ့ weight ကကျွန်တော်ခုနကကြည့်ကြည့်ပေါင်6.80လေးတယ် ဆောင်းနဲ့ကြတော့ကျွန်တော်ခုနပြောတဲ့ CBR 650R ကိုနည်းနည်းဟိုလူကြီးနှစ်ယောက်တင်လိုက်ပေါ့နော်ဆိုတော့လူနှစ်ယောက်ထိုင်နိုင် 650R ဝိန်းနဲ့ဒီ Fat Boy ဝိန်းနဲ့အတူတူလောက်ရှိပါတယ်ဆိုတော့ဒီပြောချင်တာကတော့ဒီဆိုင်ကအဲ့လိုထူထူထဲထဲကြီးပေါ့နော်သူသူရဲ့ဒါသူ့ရဲ့ style ပေါ့ engine ကိုကြည့်မယ်ဆိုရင်လည်းတကယ်အသေးစိတ်ပဲအဲ့ဘက်မှာဆိုလဲသူက intake intake မှာ 140G တိုင်းပြီးဒီဘက်မှာဆိုရဲ clutch ဒီ clutch on ယူပေါ့နော်အဲ့မှာလဲ 114G ဆိုပြီး chrome မှာပြောင်းလက်နေရပဲဆိုတော့အဲ့လို အသေးစိတ်လဲတေချာလုတ်ထားတဲ့ fat boy ပဲဖြစ်ပါတယ်ဆိုတော့ anniversary ဖြစ်သွားတဲ့အတွက်ခုနကကျွန်တော်ပြောတဲ့ဟာကြီးထပ်ပြီးတော့ power တော့ပို့ပြီးတော့လမ်းသွားတာပဲဖြစ်ပါတယ်ဗောနောအနောက်ကိုကြည့်မယ်ဆိုရင်လည်းအနောက်က style ကသူကနောက်မီးရမပါဘူးကျွန်တော်တို့ဒီစီမှာဆိုဒါ Harley ရဆရရှင်တယ်ကျွန်တော်ကနောက်ပိုင်းကတော့ BMW စရတယ် BMW တွေစရတယ် BMW ကကျွန်တော်ပထမဆုံးမြင်မှုရ BMW စရတယ်ပြီးတော့အာ ခုနောက်ပိုင်း KTM လိုက်စလာယူပါเนาะအခုဒီခုမှကျွန်တော်ကြည့်ကြရတာဟာလီကစရတဲ့ထင်ပါတယ်နောက်လေမီတဲတဲမပါဘူးသူကဒီနောက် signal မီရပဲသူ brain မီနေရာဝင်သွားတာပေါ့เนาะ signal လည်းပြရတယ် brain မီနေရာလည်းဝင်တယ်ဒီဆိုင်ရဲ့ weight က၄တယ်ဒါပေမဲ့ high side ကတော့ပူတာဟုတ်ဒီမှာလေကျွန်တော်9ရက်6တောင်မှဒီမှာဒူးတောင်ကိုေးနေရသေးရယ် flat foot အပြင်ကိုဒူးတောင်နည်းနည်းကိုေးရသေးရယ်ပေါ့နော်ကျွန်တော်ထုံးစံတိုင်းဆိုင်ကယ်ဆိုရင်တော့ဒီလောက်ဖြစ်နေရအောင်အာဒါကတော့ဒီလိုပဲ AC ပဲအာ ဆိုတော့တောင်တန်ယုံဒါ9ဗီ6ဆိုတော့ပြောရင်9ဗီ4အားဖြင့်လေးလောက်လူအောင် ကောင်းကောင်းကြီးစီးလို့ရတယ်ဒီဆိုင်ကယ်ကိုစကေးစကေးတကယ်ကျွမ်းတယ်ဆိုရင်တော့အာနိုင်ပါတယ်ဆိုင်ကယ် weight ကသူ့ကသူ၄၄ပဲပြည်စီးခိုက်ရမ်းနေတော့ဒီလေဆွဲထောင်ရတာကြီးပါလေအာအဲ့လောက်ကြီးမလေးဘူးပေါ့နော်ဘာဖြစ်ဆိုတော့ကျွန်တော်ဖြည်းဖြည်းတတရရပဲဆွဲထောင်လိုက်အောင်မယ်ဆိုတော့လေအဲ့တော့အခုဒီမောင်းတဲ့အာဒီသူ့ရဲ့ဒီလက်ကန်ရဲ့အနေထားတော့ပြောရရင်ကျွန်တော်တို့ပြောရရင်ဇင်းရော ဟုတ်လားဇင်ဇင်ရောလက်ကင်လားအဲဇင်ရောလက်ကင်ပုံစံဆိုတော့ကသူတက်တောင့်တက်တာဖြစ်တယ်အရင်ဟိုဘင်းညင်လည်းဘင်းလို့ရရဆိုရဲအနေထားကျွန်တော်ဒီဆိုင်ကယ်ကိုကျွန်တော်မောင်းပြီးဝိုက်ပါတော့မောင်းရတဲ့အနေမောင်းရတဲ့အနေထားလည်းပြင်ပြောပြမယ်ပါတော့သူကဒီတက်တောင့်တက်တာလည်းဖြစ်တယ်ဖြုတ်မယ်ဆိုရင်လည်းသူကအဆင်ပြေသေးရဒီလက်ကင်နဲ့ဖြုတ်ဖြုတ်ခြင်းဖြုတ်လို့ရသေးရဒီကောင်က အာကျွန်တော်အဖွဲ့မှာဆိုလဲဒါဘယ်လိုပြောမလဲပိုင်ရှင်ကိုကသူဒီ raising နေတဲ့အောင်တကယ်လိုက်ပြီးတော့မောင်းနေပေါ့နော်ဆိုမောင်းလို့ရတယ်အဲ့လိုမျိုးဒီလက်ကင်နေထား position နေထားရလဲ AC သုံးစက်တာမောင်းမယ်ဆိုရင်လဲဟာလီရဲ့ feel ပြီးတော့ခံစားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခုဒီတက်တဲ့မှာတော့သူစီတိုင်ကြီးကတကယ်တော့သူအာညာဘက်နဲ့ဘယ်ဘက်ဆိုရင်စီတိုင်ကြီးအဖုံးကနှစ်ခုရှိတယ်ဒါပေမဲ့သူကညာဘက်ကဟာပဲတကယ်ထဲ့တဲ့ဟာအဲ့ဒါ fat point နဲ့အဲ့လိုပဲသူ symmetrical ဘက်ညောင်ဆိုပြီးဒီဘက်မှာနည်းနည်းအဖုံးလေးတစ်ဖုံးတက်ထားတော့ ဆိုဒီသူ့ရဲ့ဒီလက်ကင်တွေကလည်းပြောရရင်လည်းအလုံးကြီးတယ်ပေါ့နော်ကျွန်တော်တို့တာမန်ဆိုင်ကြီးထက်ဆိုင်အလုံးကြီးတယ်ဆိုတော့ပြောရင်အားရပါရပြီးတော့ခြေတင်ခြေတင်ကြီးကလည်းပြီးတော့အကြီးပဲသူက spot အနေထားပြင်းမဲ့ဆိုလည်းဒီလောက်ပေါ့နော်သူက AC သေး um ခြေစံပြီးမောင်းညင်လဲသူကခြေစံပြီးတော့အဲ့လိုမောင်းညင်လဲမောင်းလို့ရတယ်သူကခြေတင်တဲ့နေရာကြီးကလည်းအကျယ်ကြီးပဲဆိုတော့ position နှစ်မျိုးလောက်ထားလိုက်ရကျွန်တော် HDR ပဲနဲ့ DR ပဲလို့ပေါ့ DR ပဲကဒီလောက်လောက်ဟို HDR ပဲလောက်လောက်ဆိုတော့ သူကခြေတင်ကိုလည်းကြိုက်တဲ့နေရာမှာထားပြီးတော့ပြင်းလို့ရရပါတော့သူကနေရာကြိတ်ထားတာကျွန်တော်အဲ့ဒါတော့ကြိုက်တယ်ပြီးတော့သူက detail တော့ခြေနင်းနေရောပြီးတော့ now passenger တွေ full bags တွေသူရဲ့ဒစိမ့်တွေကိုလည်းတီးတီးကြကြအသေးစိတ်ကုန်ပြီးထားလာတာပေါ့လေဟိုလက်ကင်ဒီကလပ်ပေါ့နော်ဒီကလပ်ဒီတိုင်းကြီးကလည်းအတုံကြီးကြီးဆိုတော့ကိုင်းရတာလည်းတကယ်ထူထူထဲထဲတုတ်တုတ်ကြီးပေါ့နော်ကျွန်တော်တာမန်ဆိုင်ကယ်နဲ့တော့အဲ့ဒါကြီးကလုံးဝကွဲထွက်နေဟောဟိုဟာဝယ်ဥတာကို sportster 1250ဝယ်ပြီးတယ်ဘာလို့လဲအဲ့ကောင်ကတော့ပို့ပြီး sporty yen ဖြစ်တာပေါ့ ရင်းဝင်120အရန် sporty ဖြစ်တယ်တကယ်ဟာလီရဲ့ပြိုင်ဘိန်းလို့ပြောလို့ရတယ်သူကအေးစေးစေးငင်းငိမ့်မောင်းတာထက်သူကကုန်းကုန်းကုန်းကြီးလဲမောင်းရတည်တယ်သူကအဲ့ကောင်ကဒီကောင်ကနည်းနည်းမမတ်ပဲအေးစေးပဲ sport set ပူကုန်းရတယ်ဆိုဒီကောင်ကအေးစေးစေးဘင်းလို့ရတယ်အော်အာဘိုင်ကဖြုတ်ချင်လဲဟိုဖြုတ်ပေါ့နော်ဒါပေမဲ့ဟို အေးစေးစေးမောင်းရင်တော့သူရဲ့ဟာလီရတာကိုပို့ပြီးတော့ခံစားလို့ရမှာဖြစ်ပါတယ်သူ house power 60ဆိုပေမဲ့တကယ်တော့ကြီးရအကြမ်းကြီးပေါ့နော်ဒီကောင်ကဟို top speed ကဒင်ခွဲမှာ220လောက်ထိပြတာတယ်ဒါပေမဲ့ကျွန်တော်တို့160အဲ160 180 180ဒီမောင်းခဲ့တယ်ပေါ့နော်ဟိုသူကငြိမ်သေးတယ်ဘာမှဖြစ်ပို့ပြီးတော့သူ weight နဲ့သူကလည်းရှိသွားတာဟို120 140လောက်မောင်းရင်ငြိမ်နေရပဲ sport star ဆိုရင်တော့လီပိုတိုးတာပေါ့လေဆိုဒီကောင်ကလူဒီမဲ့ဒီမှာလီမထပ်တိုးခြင်းလဲဝင်းရှိထက်တက်လို့ရရပြီးတော့ဒီဆိုင်ကမှာတက်ထားတာတော့ exo ကတော့ vents and hines ပေါ့နော် original exo လဲပါတယ် ဆိုတော့ဒီ power exhaust အတန်လေးကိုတစ်ချက်လောက်နားထောင်ကြည့်ပါဦး ထိုင်ခဲ့ဒီပက်ဆင်ဂျာထိုင်တဲ့ထိုင်ကောင်မှလည်းသူက HDMC လို့ရေးထားတယ်အဲကျွန်တော်ထင်တာတော့ Harley Davidson Motorcycle Club လို့ညာရေးရတာလားဗောနော်ကျွန်တော်ပိုင်ကျွန်တော်ဘာသာပြန်လိုက်တာဗောဆိုရင်တော့ဒီ Harley Davidson 115 anniversary at limited edition နောက်ဆက်ရှိကိုကောင်းကောင်းသိသွားရည်လို့ထင်ပါတယ်ဆိုတော့ဒီဆိုင်ကယ်ကိုစိတ်ဝင်စားရည်ဆိုရင်တော့ကျွန်တော်ဆက်သွယ်လို့ရပါတယ်အခုအောက်မှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါတယ်ဒီဆိုင်ကယ်ကသူရဲ့ သူရဲ့ချက်တည်းရဲ့ anniversary လည်းဖြစ်တယ်ပြီးတော့ဒီဆိုင်ကဒီမြန်မာနိုင်ငံ official ပေါ့နော်ဟာဒီ showroom ကနေတွင်းထားတဲ့ဆိုင်ကြီးလည်းဖြစ်ပါတယ် so brand new ပေါ့နော်သူကသူဒီမှာပဲ parking ဖောက်ပြီးတွင်းထားရပ်လက် license လည်းပါတယ်အာပြီးတော့ဒီ Exor ရော Vans and Heinz ရော B Cavalry ရောပေါ့နော်တေချာလည်းတက်ထားပစ္စည်းစုံစုံလည်းတက်ထားတော့ဘာမှထက်ထည့်စရာလည်းမလိုတော့ဘူးပေါ့နော်ဆိုတော့တော်တော်ပြည့်စုံနေတဲ့ဆိုင်ကြီးတစ်စီးပဲဖြစ်ပါတယ်ဆိုတော့ဒီဆိုင်ကြီးကိုစိတ်ဝင်စားရဲဆိုရင်တော့အခုဆက်သွယ်လို့ရပါပြီဆိုတော့ video အဆုံးထိကြည့်ပြီးလို့အများကြီးကျေးဇူးတင်ပါတယ်